အားလုံးပဲမင်္ဂလာပါအဲဒါဆိုရင်တော့ကျွန်တော်နဲ့တူတူဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ Gmail နဲ့ Facebook အကောင့်ကိုကိုယ်တိုင်ဖွင့်ကြည့်အောင်နော်ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံး Play Store ထဲမှာ software တစ်ခုသွား download ပေးပါအဲ့တော့ Play Store ထဲကိုတစ်ချက်ဝင်လိုက်ပါနော်ပြီးရင်ဒီမှာကျွန်တော်ဒီ search app မှာကျွန်တော် Facebook FB Lite ဆိုတဲ့ဟာလေးကိုတစ်ချက်ရိုက်ရှာပေးပါဒီမှာ FB Lite နော်အာဒါလေးပါ FB Lite လေးဒါလေးကိုနှိပ်ပေးပါ ပြီးသွားရင်ဒီမှာ Facebook Live ဆိုတဲ့ဟာလေးကို install လုပ်ပေးပါ။ဒါဆိုရင်ခဏဆောင်ပေးပါတော့။ဒါပြီးရင်ဒါပြီးရင်သူ screen ပေါ်မှာရောက်လာနိုင်မယ်။အဲ့တော့ကျွန်တော်တို့ကဒါကို download ဆွဲတာတော့အရင်ဆုံး Gmail account ကိုတစ်ချက်သွားဖွင့်မယ်ပေါ့နော်။အဲ့တော့ Gmail account ဖွင့်မယ်ဆိုရင် setting ကိုတစ်ချက်ဝင်ပေးပါ။ setting ကိုဝင်ပြီးသွားလို့ရှိရင်အော်ဒီမှာ account ဆိုတဲ့ဟာလေးရှိပါတယ်။ account ဆိုတဲ့လေးကိုတစ်ချက်ဝင်ပေးပါ။ ပြီးသွားရင်ကျွန်တော်ဒီမှာ add account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးသွားရင်ဒီမှာ cookie ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ fingerprint ထည့်ရမယ်ပေါ့နော်အဲ့မှာအဲပြီးသွားရင်ဒီမှာ create account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင် for my personal use ဆိုတာလေးကိုနှိပ်ပေးပါပြီးသွားရင်ဒါကိုယ့်ရဲ့ဖွင့်မဲ့ ကိုရဲ့ gmail နာမည်ပေါ့နော်ကိုသုံးချင်တဲ့နာမည်ကိုအဲတစ်ချက်လုပ်ပေးပါချက်ထည့်ပေးပါပေါ့နော်အဲတော့ကိုကဒီမှာအဆင်ပြေတဲ့နာမည်တစ်ခုထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့အဆင်ပြေတဲ့နာမည်တစ်ခုထည့်လိုက်မယ်လှလှလို့ထည့်လိုက်မယ်ပေါ့နော်လှလှ niche name ပေးပါပြီးတော့ရင်ဒါကိုရဲ့မွေးတက်ကြွေပေါ့နော်အနည်းဆုံး16နှစ်အသက်16နှစ်ဖြစ်ရမယ်ပေါ့နော်အဲတော့ဒီမှာကိုရဲ့အဆင်ပြေတဲ့မွေးနေ့ကိုရဲ့မွေးနေ့ထည့်ပေးပါ ဲ့တော့ကျွန်တော်တို့အဆင်ပြေတာတစ်ခုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီအောက်မှာကိုယ်ကယောက်ျားလေးလား main ကလေးလားပေါ့နော်အဲ့တော့ထည့်ပေးပါအဲ့ဒါလေးကိုနှိပ်ပေးပါပြီးရင် niche နှိပ်ပေးပါပြီးတော့ရင်ကျွန်တော်ဒီမှာ gmail လိပ်စာထည့်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နာမည်ထည့်ထားတဲ့ဟာနဲ့ကိုယ့်ရဲ့အဆင်ပြေတဲ့ခန်းတန်းတစ်ခုခုနဲ့ထည့်ပေးလိုက်ပါတော့အဲ့တော့ကျွန်တော်တို့အဆင်ပြေတာတစ်ခုခုကျွန်တော်တို့အစမ်းဖွင့်ပြဖွင့်ပြတဲ့အတွက်ကြောင့်မို့အဆင်ပြေတာတစ်ခုထည့်လိုက်မယ်ပါတော့အဲ့တော့ အဲဒီမှာ password ထည့်ရမယ်ပေါ့နော် password ထည့်ရမယ်အဲဒါတော့ဒါလည်းကိုယ့်ရဲ့အစင်ပြည့်တဲ့ကိုမှတ်မိလွယ်မဲ့ကဏ္ဍကိုအစင်ပြည့်တဲ့ဒီ security ခိုင်ခိုင်ခိုင်အောင်လည်းထည့်ပေးရမယ်ပေါ့နော်ဥပမာကျွန်တော်တို့ကနာမည်နဲ့ဟိုဥပမာလှလာ2025 2025တို့ဘာလို့ဆိုလို့ရှင်ဒါကိုယ့်ရဲ့ account ကိုဒါဟိုဟက်ချင်တဲ့လူတွေတော့ကတော့ဒါလွယ်လွယ်လွယ်ကူဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အစင်ပြည့်တဲ့ဟာလေးတခုထည့်ပေးပေါ့နော် security ခိုင်မဲ့မှာကဏ္ဍတို့ဒီမှာ ဟိုဒီ add shadow ဘာလို့အဲ့လိုမျိုးပေါ့နော်အဲ့ဒါဒီခုထည့်ပြီပေါ့ကဲဒါဆိုလို့ရှင်ရပါပြီဒါပြင်ဒါကိုကျွန်တော် next နေပြီပါအင်းဒါဆိုလို့ရှင်ဒါပွင့်သွားပြီပေါ့နော်ကျွန်တော်တို့ဖွင့်နေလှက်လှအာပွင့်သွားပြီပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့အခုနောက်ပိုင်းမှာပြဿနာဖြစ်နေတာက gmail account တွေကဖွင့်ပြီးွားလို့ရှင်ဟိုသူ security caution ကြီးပြန်တောင်းတယ်ပေါ့နော် အဲ့ဒီမှာ ကျွန်တော်တို့ Gmail account တွေပြန်သုံးလို့မရတော့ဖွင့်မင်တရက်နှစ်ရက်လောက်ပဲသုံးလို့ရတယ်ပြီးရင်ပြန်ပိတ်သွားတာအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဖွင့်ထားတဲ့ Gmail ကိုကျွန်တော်တို့ကဒီ recovery ဖုန်းနံပါတ်တို့ recovery mail တို့ထည့်ပေးရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာဖွင့်မိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Gmail software တွေတစ်ချက်ပြန်သွားမယ်အဲ့မှာ Gmail ပေါ့နော်အဲ့ Gmail တစ်ချက်တွေကိုနှိပ်မယ်ပြီးသွားရင်ဒီမှာကျွန်တော်တို့ဖွင့်ထားတဲ့ account ကိုရှာလိုက်မယ်လှလှနော်လှလှ ပြီးတော့ရင်ဒီအိတ်ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးပါပြီးတော့ရင်မှာ manage your google account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါ okay အဲဆိုလို့ရှိရင်ဒီလိုပေါ်လာပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ personal info တစ်ချက်သွားပေးပါအဲ့ဒီ personal info မှာကျွန်တော်တို့ကဒီမှာဖုန်းနံပါတ် recover ဒီဖုန်းနံပါတ် recovery ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါ ပြန်ကြောဒီမှာ add now ဆိုတဲ့ဟာတွေမှာကျွန်တော်တို့ဖုန်းနံပါတ်ကျွန်တော်တို့ရဲ့သုံးတဲ့ဖုန်းနံပါတ်ထည့်ပေးရမယ်ပေါ့နော်အဲဒီလိုပေါ်လာရင်ပေါ်လာကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ဖုန်းရဲ့ဖုန်း log တစ်ချက်ရင်ထည့်ပေးလိုက်ပေါ့နော်အဲဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့မထည့်တော့ဘူးဒါလူဟိုဟာတို့ကတော့ဒီသုံးမဲ့လူတွေတော့ကတော့ကျွန်တော်တို့ဒီမှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ next link နေပြီပါဒါဆိုလို့ရှိရင်ဒါဒီ log တွေပါပြန်မကြောက်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ရပြီဒါ gmail ကောင်းရပြီနော် gmail ကောင်းရပြီအဲ့တော့ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော် gmail ကောင်းရပြီ okay ကြရပြီဆိုလို့ရှိရင်ကျွန်တော် Facebook ဆက်ဖွင့်မယ်ပေါ့နော် Facebook ဆက်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ jump ဟို VPN ကိုအဆင်ပြေတော့တုံးပေါ့နော်ကျွန်တော်တို့ jump jump နဲ့ jump jump နဲ့တုံးပြီးဖွင့်ပြမယ် ဲ့တော့ချမ်းချမ်းအောင်ဝင်လိုက်မယ်။ Okay ဒီမှာကျွန်တော် VPN ရင်ချိန်လိုက်မယ်ပေါ့နော်။ Okay ဒါဆိုလို့ရင်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Facebook Lite ထဲကိုတစ်ချက်ဝင်မယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Create New Account ဆိုတာလေးကိုတစ်ချက်နှိပ်မယ်။ပြန်ဒီမှာ gas status ဆိုတော့အပေါ်ဆုံးအပြာလေးကိုတစ်ချက်နေမယ်။ဒါကျွန်တော်တို့ရဲ့ဒီသုံးမဲ့လူရဲ့နာမည်ပေါ့နော် မလလပေါ့လလ niche name โอเคဒါမွေတက်ဂရီကတော့ third session နဲ့ထပ်ဖြစ်ကြမယ်အဲ့တော့ကိုယ့်ရဲ့မွေတက်ဂရီအမှန်ထဲပေါ့နော်ပင် set လုပ်လိုက်ပင် niche လုပ် niche name ပဲပြီးတော့ဒါမှယောက်ျားလေးလားမိန်းကလေးလားပေါ့နော်အဲ့တော့ယောက်ျားလေးမိန်းကလေးယူလိုက်မယ်ပေါ့နော်ပင် niche နေလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်ဖုန်းနံပါတ်ဖုန်းနံပါတ်နဲ့ ရှိရောဖုန်းနံပါတ်ထပ်ထည့်ပေါ့နော်ဖုန်းနံပါတ်မရှိမရှိရလို့တက်ကတော့ဒီမှာကျွန်တော်ဖွင့်ပြမယ်ဒီမှာလှလှ niche name အဲ့တော့ကျွန်တော်ဒီ Facebook line နဲ့ဆက်ဖွင့်လို့ရှိရင် niche ကိုမတွားဘူးပေါ့နော် mail ထည့်လိုက်လို့ရှိရင်အဲ့တော့ဖုန်းနံပါတ်ကိုကျွန်တော်တို့အရင်ဆုံး sign up with mobile number ဆိုတဲ့အားနဲ့ကျွန်တော်အောက်ကဒီကောင်းနဲ့ပေါ့နော်ဒါလေးကိုတစ်ချက်အရင်ဆုံးနှိပ်ပေးမယ်ပေါ့နော် အဲ့တော့ဖုန်းနံပါတ်ကမှာ959ဟိုတခုခုအစဉ်ပြေတဲ့နံပါတ်ထည့်လိုက်ပါနော် next name ပဲ okay ဒါ password ထည့်မယ်ပေါ့နော် password ထည့်မယ် password ကကျွန်တော်တို့ဟို gmail password နဲ့တူတူထားလို့ရတယ်ပေါ့နော်ကိုစွန့်တော့ထည့်လိုက်တဲ့ gmail password နဲ့တူတူထားလို့ရတယ် next name လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာ save ဆိုရလေးကိုတစ်ချက်နှိပ်မယ် in i agree Okay ဒါဆိုလို့ရှိရင် send code via SMS ပေါ့နော်အဲ့ဒါကိုတစ်ချက်နှိပ်မယ်အောက်ဆုံးကလိုချက်နှိပ်မယ် continue နှိပ်မယ်အဲ့ဒီမှာကျွန်တော်ကမှ95နဲ့ကျွန်တော်ရှောက်ထည့်ထားတာဖုန်းနံပါတ်ကိုဖုန်းနံပါတ်ကမရှိဘူးမရှိတော့ကုတ်ကမကြောက်ဒီမှာကုတ်ထည့်ရမယ်လေဒီအကွက်လေးထဲမှာ confirmation code ဆိုရယ်ဒီအကွက်လေးထဲမှာကျွန်တော်တို့ဖုန်းနံပါတ်ကိုပို့ပေးတဲ့ခန်းန်းကိုထည့်ရမယ်ကျွန်တော်ကဒီဖုန်းနံပါတ်ကိုရှောက်ထည့်ထားတာအဲ့တော့အဲ့ဖုန်းနံပါတ်ကမရှိတော့ကုတ်ကမရောက်ဘူးအဲ့တော့ကျွန်တော်တို့က ဒီအောက်က i didn't get the code ဆိုတဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ချက်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ confirm by email ဆိုတာလေးရှိတယ်ဒါလေးပါကျွန်တော်တို့ဖွင့်ထားတဲ့ဆွမ်းနာလှလှဆိုတဲ့ gmail နဲ့ပြန်ပြီးတော့ကုတ်ကုတ်ပြန်ထည့်မယ်ပေါ့နော်ကုတ်ပြန်တောင်းမယ်ပေါ့ confirm by email okay ဒီမှာကျွန်တော်လှလှလာလာတော့ညကိုစနကျွန်တော်မိအောင်မိသွားကြီးမိလိမ့်စာ ပြန်ကြည့်လိုက်မယ်ကြည်မီလိမ့်ဆောင်လာလာခွန်ရှိကူဘုံညလေးလုံးโอเคခွန်ရှိကူတုံညလေးလုံး niche နဲ့မယ်ဗောနော်အော် sorry အကြည်မီတော့ကိုထည့်အောင်မယ်အကြည်မီတော့ဗော โอเคဒီမှာ confirmation code ဒီမှာ code ကိုထည့်ရအောင်မှာအဲ့တော့ကျွန်တော်ဆွမ်းတော့ဖွင့်ထားတဲ့ Gmail ကိုချက်ပြန်သွားမယ်ဒီမှာ code ရောက်လားမရောက်လားတစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာဟိုနည်းနည်း refresh လုပ်လိုက်ပေါ့နော် ပြန်ထွက်ပြီး refresh လုပ်လိုက်ပေါ့โอเคဒီမှာ code ကျလာပြီเนาะ64965အဲ့တော့ဒီဘက်မှာ64965ဆိုတဲ့ကနန်းလေးထည့်လိုက်ပေါ့เนาะပြီးရင် niche name ပဲပေါ့ โอเคဒီမှာရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ add picture profile နေဒီ background နေဒီ front နေအဲ့လိုတော့အဲ့လိုရပါတော့အော်ကျွန်တော်တနေတဲ့ကိုအများကြီးတော့မအပ်နေပါတော့ဟိုအပ်တာတွေလက္ခဏာတွေ page တွေကို like လုပ်တာတွေ follow လုပ်တာတွေ group တွေ join တာတွေကိုတော့တနေတဲ့အများကြီးမလုပ်နိုင်ပါတော့ပြီးရင်အဲ့မှာဟာ one name စာသားတက်တယ်ပေါ့နော်အခါကျရှင်အကောင့်မှာပြန်ပြတ်တက်တယ်ပေါ့အဲ့ဒါလေးတော့သတိထားပေးပါပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ information ဒီမှာ current city တို့ work play တို့ school တို့အဲ့ဒါလေးတွေကိုနည်းနည်းပြည့်ပြည့်စုံစုံလေးဟိုထည့်မယ်ပြီးရင်ကိုယ့်ရဲ့ပုံလေးတွေတင်မယ်ပုံလေးတွေတင်မယ် back ကိုကိုယ်သတင်းလေးတွေ share မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အာ account တစ်ခုကတော့မြဲတယ်ပေါ့နော်အဲ့ဒါမဟုတ်ဘူးတွေ့သမျှအပ်မယ် like တွေလုပ်မယ်အဲ့လိုမျိုးပေါ့ချက်ချင်း account ကအခုမှဖွင့်လာတဲ့အတွက်ကြောင့်မို့အဲ့ဒါတွေလုပ်မယ်ဆိုလို့ရှိရင် account က log ပြန်ကျတတ်တယ်ပေါ့နော်ဒါဆိုရင် account ရေရှည်မမြဲဘူးပေါ့အဲဒါဆိုလို့ရှိရင်တော့ဒါလေးသတိထားကြပါပေါ့နော်ဒါဆိုရင်တော့အဆင်ပြေပါပြီ